ကြောင်းမဲ့ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်ပြန်အေးသဘာဝအားဖြင့်လောကဒီကနေ့ထိအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကိုအေးစစ်စစ်ပဲဖြေကြားတယ် အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်။အဲ့ဒီထဲကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့။သူကသူလှုပ်တာမဟုတ်ဘူး။ဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်။အေးခုခေတ်ဒီကျတော့အမျိုးမျိုးအဖြစ်ထုတ်ကြမှာပေါ့။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးအဖြစ်ထုတ်တယ်။မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာ အဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားက ရှင်းပြတယ်အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါသဘာဝအကြောင်းတစ်ခုကိုရှင်းဥစွာရှင်းပြတယ် တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်ဥစ္စာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။နော်။ကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့။ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင် တူးကြတယ်လေ။အဝိဇ္ဇီတွင်နေတူးတယ်ဆိုတော့ မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတော့ပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံလေးနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကမ္ဘာမြေကြီးဆိုတာအတ်သပလန်နက်ခေါ်တာကမ္ဘာကျော်လို့အဲ့ဒီကမ္ဘာကျော်ကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်နေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံမမြင်ရအရင်ကလာကဘာပေါ်ကနေပြီးတော့ ကဘာပြေကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲအဝိုင်းဆက်ကြီးပဲမြင်နေရတယ်။လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံသဏ္ဍာန်ဟာလဲဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ကြီးထဲမှာဒီလိုပုံမှန်သဏ္ဍာန်ကြီးရှိတယ်။ကဘာမြေကြီးဟာ ကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကြည့်လိုက်ရင်ကိုဟာစက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေစက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေးခလန်းလန်းရောက်သွားလို့ရှိရင် ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင် ကြည့်လိုက်လို့ရှင်ဒဲဦးကြီးမှောက်ထားတယ်လို့မိုးပြဲတယ်ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်အခါပဲဖြစ်ဖြစ်အလဲဘူမှာရောက်နေတာအဲ့ဒါကိုကြည်ချင်းအချင်းကဘာမြေကြီးကကောင်းငင်ရံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကဘာတီထားပုံကိုစပေကျန်းကမှာဖွင့်တဲ့အခါမှာ ကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်။ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့သဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်။သဘာဝတရားကဖန်ဆင်းသဘာဝတရားကြောင့်ဖြစ်လာ။ကဘာကြီးပြန်တည်ဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာ။ အဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးရဲ့ရန်ထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုတည်းလို့ဖြစ်တယ်မိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေးချပြီးတော့မသွားဘူးဒီကောင်းကင်ရန်ကြီးထဲမှာပဲမိုးပေါက်ကြီးဟာရှိတယ်မိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည့်လေရေလေးကိုအဆက်ချကြည့်အလုံးဝအဝိုင်းမှဖြစ်မှာပဲ။ဘဝဝင်ကျင်လေထုတွေရှိနေသည့်အတွက်ကြောင့် ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာများတာဖြစ်တယ်။တခါတုန်းကစင်ကာပူကလာတဲ့ကလေးလေးဒီက7နှစ်သားလောက်ရှိသေးတယ်။စာရီတားဖတ်တယ်သူကစာရီဘုန်းကြီးတို့စီကိုရင်ဝုတ်ပြီးတော့ရက်တူနေသွားပြီ။သူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကပမာစကားမပြောတတ်ဘူး။ ူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောရတယ်သူကဗာမေးတော့ဆို who create the world ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေးဘုန်းကြီးကလည်းသူနားလည်အောင်ပြောလိုက်တယ် nature create လို့သဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာ nature ပဲ nature ဆိုတာဇာတိဥတ္တ ဇာတိဝိရုကြီးကသူ့တဝါဝါကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးရီရွာလာရွာလာတဲ့အခါမှာအောက်မှာဇေတုကြီးကိုခံထားတဲ့အရာမရှိဘူးအားလုံးဟာလေဟာပြင်းကြီးပဲအထက်ကလည်းလေဟာပြင်းပဲအောက်ကလည်းလေဟာပြင်းပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်းပဲဆိုတော့အဲ့ဒီလေဟာပြင်းထဲမှာကြလာတဲ့မိုးရီပေါက်ဟာလည်းလေဟာပြင်းထဲမှာအောက်ကနေလေကပင့်ထားတဲ့အတွက်ကြောင့်ရေပေါက်ကြီးဖြစ်တယ်အဲ့ဒီရေပေါက်ကြီးပဲ နှစ်ပေါင်းများစွာကြာလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံတွေမာကျော်လာအပေါ်ယံတွေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲအထက်တုန်းကအခွန်မမာသေးဘူးတဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်မက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျော်လေးတွေတင်းလာပြီးမာလာ ဒါနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတင်ဖြစ်ပေါ်လာတဲ့ရေပေါင်းကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတိဘုံဖော်ပြတဲ့အထက်ကထာတိကကျမ်းနေကိုကြည့်မယ်ဆိုရင်လေကဘာကြီးဟာအလုံးကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းစရာတော့မလိုပါဘူးလေရူကြီးထဲမှာရှိတဲ့အရာတခုဟာဒီလိမ္မာကြီးလို့ပြားချနေတာလည်းမဟုတ်ဘူး လေတူထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကလေတူတွေရဲ့ပံပိုးမှုကြောင့်လုံးနေဖို့သာ ဖြစ်ရှာရှိတယ်ပေါ့နော်လုံးနေတဲ့အရာသာ ဖြစ်ရှာရှိတယ်အဲ့ဒီလိုကဘာကြီးထဲမှာကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်ငကုလက်ရှိက လေတူကြီးအာကာသလဟပြင်းထဲမှာလေတူကြီးရှိတယ်အဲ့ဒီလေတူပေါ်မှာမိုးရွာချလိုက်တော့ရေတူကြီးဖြစ်လာ အဲ့ဒီရေထူကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာအယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အေးတချို့ကတော့ထင်မယ်မြစ်တွေအင်းတွေအိုင်တွေသွားကြည့်ပြီးတော့မြစ်ထဲမှာရေ ဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်နေဘူးပေါ့နော်သို့တော်လဲမြေကြီးအောင်မှာရေရှိတယ်ဆိုတာဟာ ရေရင်းတူးနေတဲ့လူတွေမြေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိသာနေတာမြေကြီးအောင်မှာရှိနေတဲ့ရေတူးကဘာတီတုံးကရေတူးကစလာအောက်မှာလေတူးကပင်ကိုရှိနေတယ်လေတူးတဲကိုမိုးရွာချလိုက်တဲ့အခါရေတူးရေတူးကတဖြည်းဖြည်းအပေါ်ကျော်တင်းလာ နွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူကြောင့်မလို့အပေါ်ကျော်တင်းလာအဲ့ဒီကနေမြေဓူးဖြစ်လာအဲ့ဒါကြောင့်အောက်ဆုံးကငဘဝရှိနေတဲ့လေဓူးကြီးကအမတန်ကြီးမားတယ်လေဓူးကိုခံပေးထားတာကရေဓူးကြီးရေဓူးကြီးရဲ့အပေါ်မှာမြေဓူးဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ် အညာမပထဝီဣမြေကြီးဟာဥဒကေပဋိဋ္ဌိတံရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဋ္ဌိတံအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာကတထဲမှာရှိတဲ့လေထုကြီးမှတည်တယ်ဝါတော်အာကတထောတဲ့အောက်ဆုံးကလေထုကြီးကတော့ space ကြီးမှရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ ဘာမှမရှိတဲ့နေရာမှသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့အာကာသဟင်းလင်းပြည့်မှန်လများလေတုရှိဒါကြောင့်မို့လေတုလေတုရဲ့အပေါ်မှာရေတုရှိတယ်ရေတုရဲ့အပေါ်မှာမြေတုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှိရင် အောက်မှာခန်းနေတဲ့အနန္တအကာသတွေကလေထုကြီးဟာတခါတရံကျတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေဟာပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ။လိုင်းခရက်ကြီးတွေလိုလေကြီးဟာဣပြီးတော့တိုက်လာတာ။ရှင်းလေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာဘယ်ဘုံမှာပြင်ပါလဲ။မကြမကြလေမုန်တိုင်းတွေဖြစ်လာကြည့်ပေါ့။အဲ့ဒီသဘာဝကကြောင့်မို့လို့ဒီ လူတွေမြင်ရတဲ့လေကကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေထုကအလွန်ကြီးမားအဲ့ဒီလေထုကြီးဟာလှုပ်ရှားလာပြီးအွန်တန်ကြီးမားတဲ့မုန်တိုင်းကြီးလိုဖြစ်လာလေတိုက်တယ်ဆိုရင်လေကိုမမြင်ရပြီပဲလို့လေဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါတာဝါယန္တိကြီးမားတဲ့လေထုကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျတော့ ဥဒကံကံပင်တိလေတူကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှန်ရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်။ဟာလေကမငြိမ်ဘူးဆိုတာထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေတူကလှုပ်သွားတယ်ရေတူကြီးလှုပ်သွားတဲ့အခါရေတူကနေပထဝီကံပင်တိမြေတူကိုလှုပ်ရှားစေတယ် အဲ့တော့ဆိုလိုတာကကဘာမီငရင်နှုတ်ချင်းရဲ့တဘာဝအကြောင်းတရားဟာဘာလဲလို့ဆိုလို့ရှိရင်လေဒီမငြိမ်မသက်ဖြစ်တဲ့အခါမှာနော်အောက်ကကဘာမီကြီးအောင်မှာရှိနေတဲ့လေဒူကြီးမငြိမ်မသက်ဖြစ်တဲ့အခါမှာရေတွေလှုပ်ရှားလာတယ်ရေတွေလှုပ်ရှားလာတဲ့အခါမှာမြေကြီးလှုပ်ရှားသွားတယ်အဲ့ဒီမြေကြီးလှုပ်ရှားသွားလို့ငလျင်လှုပ်တယ်ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ဒီလိုပြောတာဒါကတဘာဝအနေထားကိုဖြစ်တယ် တဘာဝမှာဓာတ်ကြီးလေးပါဆိုတာအလုံးသိကြတဲ့အတိုင်းပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်လို့ဆိုဝါယောနဲ့ဒေဇောကမိဖက်ပထဝီနဲ့အာဘောကမိဖက်ပဲဒီကနေ့ခေတ်ဒီအလုံးသိနေကြတဲ့လေရင်မြန်ရဲ့ကောင်းကင်ပြန်တက်တဲ့အနေအထားတစ်ခုကိုစဉ်းစားကြည့်ပေါ့အချင်းချုပ်ပြောလိုက်မယ်ဆိုရင်လေရင်ပြန်ဟာနော် စနိုးလိုက်ပြီးတော့တေဇောဓာတ်တွေမြောင်းလုံးလိုက်တဲ့အခါလေဓုကတက်လာတေဇောရှိရင်တေဇောရှိရင်ဝါရောဆိုတာလာတယ်ဒါကြောင့်ဝမီးလောင်ရလေပင့်ဆိုတာရှိတယ်မီးမလောင်ခင်ကလေငိမ့်နေတယ်မီးလောင်ပြီဆိုရင်လေကရောက်လာအပူပဲဒါသဘာဝပဲလေသဘာဝကအဲ့လိုရှိတယ်ပူရင်လေတိုက်တာဒါကြောင့်ဝသိပ်ပူရင်လည်းမုံတိုင်းတွေတိုက်တတ်တယ်လို့ပြောတာလေငရင်လှုပ်တတ်တယ်မုံတိုင်းတိုက်တတ်တယ်ဆိုတာ လေရဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေတေဇောနဲ့ဝါယောနှစ်ခုပေါင်းလိုက်တဲ့အခါကျလေညာကြီးကပေါ်သွားလေတူတဲရောက်သွားဒီလိုဆိုလိုတာပေါ့တေဇောဓာတ်တွေလှုပ်ပေးလိုက်တဲ့အခါဝါယောဓာတ်တွေများပြီးတော့လာအဲ့ဒီချိန်မှာလေညာကြီးကအပေါ်တက်သွားပြန်ဆင်းပြီဆိုတဲ့အခါကျတော့ကြည်တေဇောကိုလျှော့ တဖြည်းဖြည်းလေတက်ပြီးလေချိန်တွေကိုလျှော့လိုက်တဲ့အခါအပူချိန်ကိုလျှော့လိုက်တဲ့အခါမှာလေချိန်ကလည်းလျော့ကြသွားလျှော့ကြသွားပြီးတော့မြေပြင်ကိုပြန်သက်ဆင်းလာပင်လယ်ထဲမှာရေကုန်တင်းမောလှုပ်ထားတဲ့ပုံစံဟာလည်းပဲဒီတိုင်းပဲရေထဲကိုငုတ်ချင်ပြီးဆိုရင်ပိုက်ထဲရေတွေထဲလိုက်ဆုပ်ထဲလိုက်အပေါ်ယံတက်ချင်ပြီးဆိုလို့ရှိရင်ရေတွေကိုထုတ်လိုက်ပထဝီနဲ့အာဘောဆိုတာအောက်ကိုဆွဲတယ် တေဇောနဲ့ဝါယောကအပေါ်ကိုပြန်တက်တယ်ဟောဓာတ်ကြီးလေးပါရဲ့တဘာဝလူတွေသွားတာလဲဒီတိုင်းလဲနော်ခြေတော်မြောက်လိုက်ချလိုက်လှုပ်တဲ့အခါဒီကမ္မထန်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေခန္ဓာကိုယ်ထဲမှာခြေမြောက်နိုင်တဲ့အရာတွေကဘာတွေရှိတာတော့အတ္တဆိုရင်ငါကောင်သူကောင်တရားကောင်ရှိသလားလို့ဆိုမရှိဘူးခြေတော်မြောက်လိုက်တာဆိုတာဟာမြောက်ချင်တဲ့စိတ်ကအရင်ပေါ်လာတယ် ပေါ်လာတဲ့စိတ်လေးကတေဇောနဲ့ဝါရောကို အားပေးလိုက်တယ်။အားပေးလိုက်သည့်အတွက်ကြောင့်ပေါ်သွားပြီးတော့မြောက်သွား။ပြန်ချတဲ့အခါကျတော့ချခြင်းတဲ့စိတ်ကအရင်ပေါ်လာပြီးတော့ချခြင်းတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ပထဝီနဲ့အာဘောအောက်ဆွဲလိုက်တော့ခြေတော်ချတယ်။အော်ခြေတော်ကြွားတယ်ချတယ်ဆိုတဲ့နေရာမှာလည်းပဲကြွားတာကတေဇောနဲ့ဝါရောကြောင့်ကြွားတာချလိုက်တာကပထဝီနဲ့အာဘောကြောင့်ချတာဒီသဘောတွေကြည့်ပြအကုန် ဲ့ဒီသဘောနဲ့သွားတာအဲ့ဒီမှာငလျင်လှုပ်တယ်လို့ဆိုတဲ့အခါမှာတေဇောရဲ့ဖန်တီးမှုကြောင့်ဝါရောတွေများလာပြီးတော့လေတွေဟာအပြင်းထန်တိုက်ခတ်လာတဲ့အခါမှာရေပြင်ကြီးကိုလှုပ်စေပြီးတော့ရေပြင်ကြီးလှုပ်တဲ့အခါမှာရေပြင်ပေါ်မှာတည်ရှိနေတဲ့မြေကြီးဟာလည်းရေလှိုင်းကြီးတွေလှုပ်တယ်လို့သူကလည်းလှုပ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီသဘာဝအတိုင်းရှင်းပြပြီးမြတ်စွာဘုရားက အနန္တာတဲ့ဒါပထမဆုံးအကြောင်းတစ်မျိုးပဲတဲ့ငလျင်လှုပ်တယ်ဆိုတာအဲ့ဒါလိုသဘာဝအကြောင်းကြောင့်အခုလိုလှုပ်တာလို့ငယ်ငယ်တုန်းကတော့အဲ့ဒါလိုမဟုတ်ဘူးပုံပြင်ပြောတာမျိုးလို့ငယ်ငယ်တုန်းကတော့ကဘာမြေကြီးကိုထမ်းတဲ့ပိတ်တာကြီးရှိတယ်တဲ့အဲ့ဒီကဘာမြေကြီးထမ်းတဲ့ပိတ်တာကြီးကမြေကြီးကိုထမ်းထားတာလေးတော့ပခုံးပေါက်တယ်ပခုံးပေါက်လို့ပခုံးပြောင်းတယ်လို့ပြောပြီးတော့ငရေလှုပ်တယ်ဆိုတာကို ဘယ်သူကစထွင်ပြီးပြောတယ်တော့မသိဘူးငငယ်အကြဘူး။မြေကြီးကိုထမ်းတာတဲ့တိတ်တာကြီးကပခုံးပြောင်းတဲ့အခါမှာငရင်လှုပ်တတ်တယ်။ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ကြိမ်ကြုံမှုတဲ့။မြန်မာတက္ကရာ1308ခုနှစ်တုန်းကပကူးငလျင်ကြီးဆိုတာကျုံကအဲ့ဒီငရင်ကဘယ်ထိအောင်လှုပ်တုံလို့မန္တလေးတိုင်းကဖရာတွေပြူသည်ထိအောင်ပြင်းထန်1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ် အသေးအဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောနောက်1318ခုနှစ်ကျတော့သခိုင်းငရင်လို့ခေါ်တယ်သခိုင်းမှာရှိတဲ့ဘုရားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးမြမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဘုရားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီ18ခုနှစ်ငရင်ကျတော့သခိုင်းငရင်လို့ခေါ်ရလောက်အောင်သခိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာ အင်မတန်မှကြောက်မဲ့ဖွယ်ကောင်းလောက်အောင်ရက်တိလို့မရလောက်အောင်ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးလို့ပေါ့ပြီးတဲ့ပြင်းထန်တာတွေကိုနဲ့မကြုံနဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွား အနည်းဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေတူကြီးလှုပ်ရှားပြီးငရေလှုပ်ခြင်းဟာဖြစ်ပေါ်လာတယ်လို့ဒါကရသော်ပြားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့ဒုတိယငလျင်လှုပ်ခြင်းအကြောင်းကိုရသော်ပြားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်နေဆိုတာလောကမှာရှိတတ်ရဟန္တာပုဂ္ဂိုလ်တွေတို့အဲ့လိုအစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ် သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ်။သူတို့ကလည်းဖန်တီးတတ်တယ်တဲ့။ဘယ်လိုဖန်တီးတော့ဆိုရင်သူတို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပုံမှာသဘာဝတရားတွေကိုသူတို့ရှုမြင် သုံးသပ်တဲ့အခါမှာမြေထုနဲ့ဒီရေထုဆိုတာနှစ်ခုရှိမြေကြီးရဲ့သဘောကငြိမ့်နေမှားတယ်။မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့် ရေပြင်ဆိုတာငြိမ်သက်မှုရှိတယ်။ရေပြင်ကြတော့ငြိမ်သက်မှုမရှိဘူး။နော်။မြေပြင်ကငြိမ်သက်တယ်၊မာတယ်။ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်။ဒါကြောင့်မို့သူတို့ကကဘာမြေကြီးကမြေပြင်ကိုရေပြင်လိုသဘောထားပြီးတော့မြေကြီးကိုရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငြိမ်လှုပ်တတ်တယ်။ကြည့်လေ။သင်္ဘောကြီးတွေဘလောက်ကြီးကြီး ရေပေါ်မှာကြတော့လှုပ်နေတာကုန်းပေါ်တက်လိုက်လို့ရှင်မလှုပ်နိုင်ဘူးလေမလှုပ်နိုင်ရှေးတုန်းကဒါနဲ့ပတ်သက်ပြီးတော့တန်ဃာရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတစ်ပါးယဟနာကိုရင်လေးတစ်ပါးပေါ်ဘူးလေခုနှစ်နှစ်အရွယ်လေးသာသနာပေါင်းဝင်တာအဲ့ဒီနေ့မှာပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေ့မှာပဲယဟနာဖြစ်သွားအစွမ်းတကူကြီးမားတဲ့ယဟနာဖြစ်တော့သူစိတ်ကူးရတယ် ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲယန္နာဖြစ်ပြီးတော့တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြည်ကဝေစံတာပြတ်တတ်ကြီးကိုလှုပ်ဖူးတဲ့ပုံကိုရှိလားလို့ဆိုမရှိဘူးဆိုသူသိဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာနီးစနစ်ကိုသူမသိပဲနဲ့သူအစွမ်းတကူနဲ့လှုပ်မယ်ဆိုပြီးတော့ဝေစံတာပြတ်တတ်သွားပြီးလှုပ်တာလုံးဝလှုပ်လို့မရဘူးဘာဖြစ်လို့တော့ဆိုစနစ်မကျဘူးဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လုပ်ရတယ်တကူကလည်း အရမဲ့လောက်တာမဟုတ်သည့်အတွက်ကြောင့်တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူးရေကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လှုပ်လို့မရဘူးဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလိုက်ရတော့သူလူပြေပြန်လာပြီးသူဆရာစီပါသူဆရာစီသွားတော့သူကဆရာကပြောတော့ဆိုမုန်းစီကျော်ကြော်တာလေးကိုပြလိုက်တယ်မြင်မြင်ဘူးတယ်မဟုတ်လားမုန်းစီကျော်ကြော်နောက်ပြီးတော့ ရေထဲမှာချလိုက်တဲ့နောက်ချစ်ချက်ကလေးဟာရေထဲမှာဝဲလှဲပြီးတော့လှုပ်နေတာမင်းမြင်ဘူးတယ်မော်လားလို့ဆိုသူသဘောပေါက်သွားတယ်။မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်။အဲ့ဒါနဲ့တိပီဖျားဆိုပြီးတော့တာဝရိန္ဒနတ်ပြည်ပြန်တက်သွား။ပြန်တက်သွားပြီးတော့ဝေဇယန္တာပြတ်တက်ကြီးရဲ့အခြေ၄အားလုံးကိုရေပြင်းကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်။မြေကြီးမဟုတ်တော့အဲ့ဒီအချိန်မှကျတော့ခဏလေး အလွယ်လေးနဲ့ဝေစီယန္တပြတ်ပြတ်ကြီးရမ်းခါကောင်းအောင်သူလှုပ်ရှားပြအောင်လုပ်ရရေပေါ်မှာတည်နေတဲ့အရာဆိုအလွယ်တကူလှုပ်လို့ရအောက်ကမငြိမ်ဝဲကိုအဲ့ဒါလို့အစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကိုရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲငရင်လှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘောအဲ့ဒါမျိုးဟာဒုတိယ ငရင်လှုပ်ခြင်းရဲ့အကြောင်းတစ်မျိုးပဲလို့ရသော်ဖျားဒီလိုဟောတယ်။ဟောနောက်တစ်ခုတတိယအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပါရမီတံပါရပြည့်ဝလို့ပါရမီပြည့်လို့ဖျားဖြစ်သူရောက်တော့မဲ့ဖျားလောင်းနေဟာတုတ်တိတန်လက်ပြေကနေပြီးတော့လူပြေကိုဖျားဖြစ်ဖို့မေရော်ရဲ့ဝမ်းထဲမှာ တရေခတဲ့အချိန်မျိုးတရေခတဲ့အချိန်မျိုးမှာဒီဝန္တာကြည်နူးတဲ့သဘောကိုပြတဲ့အနေမြေကြီးကဝန္တာတာတော့မဟုတ်ဘူးမြေကြီးမှာရှိနေကြတဲ့တရဝါတွေစွမ်းတကူကြီးတဲ့ပုဂ္ဂိုလ်တွေဝန္တာလို့လှုပ်တယ်လို့ဒီလိုအောင်မရမြေကြီးဆိုတာတော့စိတ်စေတနာမရှိတဲ့အရာတစ်ခုပဲနော်သို့သောသဘာဝတရားရဲ့လှုပ်ခတ်မှုဆိုတာရှိတယ်ထိရောက်မှုဆိုတာရှိတတ်တယ်သဘာဝတရားရဲ့ထိခိုက်မှုတွေဟာ လူတွေကမသိနိုင်ဘူးပေါ့ကြားဖို့ကြားလိုက်မယ်တချို့တစ်ပင်လေးတွေအောက်မှာတချင်းလေးဆိုဂီတာလေးတီးပင်လို့ရှင်အဲ့ဒီတစ်ပင်လေးကပွင့်လာတယ်လို့ဆိုတယ်နော်သဘာဝတရားရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်သဘာဝကြုံမှုကြလိုက်မယ်တချို့ပုဂ္ဂိုလ်တွေစက်ပြိုးတဲ့ပန်းဝူရင်တွေတတိတတိချန်တွေမှာသီးနှံတွေအများကြီးဖြစ်ထွန်းတယ်တချို့ပုဂ္ဂိုလ်တွေစိုက်တဲ့အဲထဲမှာကြတော့အသီးနှံတွေမကြဘူး အဲ့ဒီလိုဖြစ်တာဟာဘာကြောင့်ဖြစ်တာတော့လို့ဆိုတဲ့အခါမှာသူကကမ္မပစ္စယဥဒ္ဒသမုဋ္ဌံဆိုတာလည်းရှိတယ်။ကံကောင်းတဲ့ပုဂ္ဂိုလ်စိုက်ပျိုးတဲ့အရာမှန်သမျှသူကကံကနေပြီးတော့ဥဒ္ဒကိုဖြစ်စေပြီးဥဒ္ဒကနေပြီးတော့သစ်ပင်ရဲ့အကျိုက်ဖြစ်ပြီးတော့သစ်ပင်ကအသီးတွေဖြစ်တာလို့ခေါ်တယ်။တခါစိတ်တပစ္စယဥဒ္ဒသမုဋ္ဌံဆိုတာလူဟာစိတ်ကပျော်ရွှင်လန်းဆန်းနေတဲ့အချိန်အဲ့ဒီလူရဲ့ ပြောဆွင်းလန်းဆန်းမှုတွေဟာပတ်ဝန်းကျင်ကိုပျော်ရွှင်လန်းဆန်းတဲ့ဓာတ်တွေကူးသွားတယ်။အဲ့ဒီဓာတ်ကူးတာကိုအကြောင်းပြုပြီးတော့သစ်ပင်ကလည်းပဲကောင်းမြတ်တဲ့ဥဒုတွေရပြီးတော့သစ်ပင်ကလန်းဆန်းမှုကိုဖြစ်တယ်လို့ဒီလိုဆိုတာနော်။အဲ့ဒါမျိုးကိုစိတ်တပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်။တိုင်းရိုက်လှုပ်တာမဟုတ်ဘူး။တဆင့်ကဒါကြောင့်မို့ခုခေတ်စမ်းသပ်ပြီးတော့ကြည့်တဲ့ပုဂ္ဂိုလ်တွေကကမ္မထန်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်လှုပ်ရှားမှု ဒီတိုင်းစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အုံနောက်လှုပ်ရှားမှုကိုကြည့်လိုက်အလုံးကွာချားတယ်လို့ပြောကမ္ဘာအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့အုံနောက်ကငြိမ်သက်ပြီးတော့သူခန္ဓာကိုယ်ကထွက်နေတဲ့အရာတွေကလည်းငြိမ်သက်အေးချမ်းမှုတွေကိုထွက်တယ်စိတ်ပူနေတဲ့ပုဂ္ဂိုလ်တဏ္ဍာကထွက်တဲ့အရာတွေကလှုပ်ရှားပြီးတော့ဘေးကိုပူလောင်မှုတွေကိုဖြစ်စေတယ်လို့ဆိုမတူဘူးတဲ့နောက်တခါရေတောင်မှပဲရေထဲမှာပါတဲ့ခရစ်စတန်လေးတွေအကြည်တန်လေးတွေကို ဓာတ်ခွဲပြီးတော့ကြည့်တဲ့အခါတချို့ရေတွေကဒီဥမာမဲ့ပရိတ်ရေဆိုတာပရိတ်ရေကတမန်ကြည့်မယ်ဆိုလို့ရှိရင်ပရိတ်ကဘာစွမ်းတခုမှမရှိဘူးလို့ထင်ကောင်းထင်နေပရိတ်ရေရွတ်ထားတဲ့ရေနဲ့ပရိတ်မရွတ်တဲ့ရေတစ်ခုကဘယ်လိုကွာခြားတော့ဆိုပရိတ်မရွတ်တဲ့တမန်ရေကိုကြည့်မယ်ဆိုရင်အဲ့ဒီရေလေးတွေရဲ့အနှစ်တရာလှုပ်ရှားနေတယ်တဲ့ငြိမ်သက်မှုမရှိဘူးပရိတ်ရွတ်ထားတဲ့ခုနဒီ ပရိယုထာလို့ပရိယရဲ့အစွမ်းတကူရနေတဲ့ရေလေးတွေကျတော့ငြိမ်သက်ပြီးတော့နေတယ်လို့ဒီလိုဆိုတယ်။ဒါကစံတတ်လို့တွေ့တဲ့အဖြေလေးတွေကိုပြောပြတာနော်။ခုခေတ်မှာတေချာစံတတ်တဲ့ပုဂ္ဂိုလ်တွေကဒီအဖြေလေးတွေကိုရနေတယ်။မတူညီဘူးဆိုတာတွေလူမမြင်နိုင်တဲ့ကွဲပြားခြားနားချက်ကလေးတွေဟာရှိနေတယ်။ထို့တူပဲနော်ခုနကဝန္တာအာယဂီတာတီးပြီးပြောနေတဲ့ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ဟာထွက်တဲ့အငွေ့တွေဟာတစ်ပင်အကြိုက်ရာသီဥရုကိုဖြစ်စေတယ် အဲ့ဒီယတိဥရုကမှာတစ်ပင်ကိုအကျိုးပြုလို့တစ်ပင်ဟာပွင့်နေလန်းနေဖြစ်လာတာဒီလိုဆိုလိုတယ်တဲ့ရဲ့ကြီးကတစ်ပင်ကတိလို့ပျော်လို့ဝမ်းသာလို့ပွင့်တာမဟုတ်ဘူးလို့ဒီလိုပြောတာနောက်တစ်ခုတချို့ကထင်ကြသေးတယ်တချို့တစ်ပင်တွေရှိတယ်လေတချို့တစ်ပင်တွေကပတ်မွင့်လေးတွေပွင့်တယ်အဲ့ဒီထက်မဲ့ရင်ကောင်ကလာပြီးတော့ဝင်လိုက်တဲ့အခါပတ်မွင့်ကပိတ်သွားအဲ့ဒီအပွင့်ကပိတ်တော့လူတွေကပြောတော့ဒီတစ်ပင်ကရင်ကောင်ကိုဖမ်းပြီးတော့စားတယ်လို့ဖြစ်တယ် နော်တစ်ပင်ကပန်းပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာမျိုးဖြစ်လာအဲ့ဒီရင်ကောင်ဟာပိတ်မိနေတော့မထွက်တော့အဲ့ဒီထဲမှာသေးတယ်အဲ့ဒါကိုတစ်ပင်ကစားတယ်လို့လူတွေကယူဆကြဒါကတော့ဘလို့ရှင်းเสียရလို့လဲလို့ဆိုရင်တကယ်ကတော့တစ်ပင်မှာစားတတ်တဲ့ဟာတော့မရှိဘူးရေမြေကိုတော့စုတ်တော့တာအမြင့်ကပဲစုတ်တော့မယ်အပွင့်ကရင်ကောင်ကိုဖမ်းတယ်ဆိုတာရင်ကောင်ရဲ့ကိုယ်ကထွက်တဲ့ ီအငွေ့အသက်တွေဟာအပင်ကိုအပွင့်ကိုပိတ်သွားစေတတ်တယ်သူရဲ့အခုခေတ်ဆိုရင်တော့ပုံပြီးနားလည်နိုင်မယ်လေးစိတ်ထဲသွားတဲ့အခါကျကြည့်လေအိတ်စစ်လို့ရေးထားတဲ့မှန်တကားကြီးတွေနားသွားလိုက်ရင်တကားသွားသူပွင့်သွားဘာနဲ့ပွင့်တာလူကုံငွေးနဲ့ပွင့်သွားတာဒီလိုဆိုတာလူကုံငွေးနဲ့အခုခေတ်မှာဆိုရင်တော့ဘဲတီးတာလဲလူကုံငွေးနဲ့တီးလို့ရတယ်မီးဖွင့်တာလဲလူကုံငွေးနဲ့ဖွင့်လို့ရတယ် နော်လူခန္ဓာကိုယ်ကထွက်နေတဲ့ကိုငွေတွေနဲ့ပဲတကားလဲပွင့်တယ်မီးလဲလင်းတယ်ဘဲလဲတီးတယ်ဟာအဲ့ဒီသဘောတွေပဲဘဲတီးတာဘဲကအသက်ရှိလို့မဟုတ်ဘူးနော်တကားပွင့်တာတကားကအသက်ရှိလို့လည်းမဟုတ်ဘူးလူရဲ့ကိုငွေနဲ့ပွင့်သွားတာအဲ့ဒီသဘောပဲခုနကပန်းပွင့်ကရင်ကောင်လာပြီးတော့နားတဲ့အခါမှာပိတ်သွားတယ်ဆိုတာအဲ့ဒီသဘောအေးအလုံးအခေါ်တော့လွယ်ကောင်းလွယ်လိမ့်မယ် ထိကယုံပင်လို့လည်းခေါ်တယ်တချို့ကလည်းထိကညှိုးလို့ခေါ်တယ်တခြားရက်တွေလည်းရှိလိုက်အဲ့ဒီတိပင်ကိုသွားပြီးတော့မထိလိုက်နဲ့ထိလိုက်ရင်တွန့်သွားတယ်တိပင်ဟာအကုန်လုံးကုတ်သွားတယ်အဲ့ဒါကလည်းလူရဲ့ကိုငွေ့ကြောင်မို့လို့ယုံသွားတယ်သဘောသူကလူငါလာထိတယ်ဆိုပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ဘူးသူကအသိစိတ်ရှိလို့ဖြစ်တာမဟုတ်ဘူးသို့တော့လူရဲ့ကိုငွေ့နေကြောင်ဖြစ်သွားတာမျိုးတွေအဲ့ဒါမျိုးတွေဟာ ကဆင့်ကအကြောင်းပြုတာလေလို့ဒီလိုမှတ်သားကြရအောင်။အေးအဲ့ဒါလိုပဲဖရာအလောင်းတွေဟာအစွမ်းတတ္တိရှိတာဖြစ်တော့ကြောင့်ကမ္ဘာလောကကြီးမှာ လောကသားတွေအတွက်အကျိုးပြုမဲ့ပုဂ္ဂိုလ်တရားတို့စီတဲ့နတ်ပြည်ကနေပြီးမေတော်ရဲ့ဝမ်းထဲမှာသတိတီလိုက်တာနဲ့တပြိုင်နက်ကမ္ဘာမြေကြီးဟာခုနကတာမန်ပုဂ္ဂိုလ်တွေဘလောက်ပဲမွေးနေနေဘလောက်ပဲသတိတီနေနေဘာမှမလှုပ်ရှားဘူး။ဖရာအလောင်းသတိတီတဲ့အခါကျတော့ ကဘာမြေကြီးကတုံ့ပြန်သွားတယ်။တမန်ပုဂ္ဂိုလ်တွေမဖြစ်နိုင်။ဘာလို့တော့အရှိန်အဝါဆိုတာရှိတယ်လေ။အရှိန်အဝါကြောင့်မို့လို့အခုလိုဖြစ်သွားတာ။ဒါကတတိယငလျင်လှုပ်ခြင်းအကြောင်းတစ်ခုပဲ။စတုဒ္ဓငလျင်လှုပ်ခြင်းအကြောင်းကတော့အဲ့ဒီဘုရားလောင်းဟာမိခင်ရဲ့ဝမ်းထဲမှာတရေတဲပြီးတော့ကိုလလွန်ဆယ်လတဲ့ရောက်တဲ့အခါမှာဖွာတော်မူတယ်။ အဲ့ဒီဖွားတော်မူတဲ့အခါမှာလည်းပဲထူးခြားလာတဲ့ပါရမီရှင်ဘုန်းကံရှင်တူပေါ်ပေါက်လာတော့သူခန္ဓာကိုယ်ကထွက်တဲ့အငွေ့တွေဟာအမြဲတမ်းအစွမ်းတတ္တိရှိတဲ့အတွက်ကြောင့်ကဘာမြေကြီးကတုံ့ဟီးသွားအပြန်တယ်။နော်။တဘာဝကိုယ်ကတုံ့ဟီးသွား။တနည်းအားဖြင့်ပြောမယ်ဆိုရင်ကဘာမြေကြီးမှာရှိချတဲ့တကိုးကြီးတဲ့နတ်တွေကဩဝါပေးလိုက်တဲ့အနေနဲ့လည်းဖြစ်တယ်လို့ဒီလိုလဲဆိုလို့ရ။သို့တော်တဘာဝရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှင်ဖျားလောင်းရဲ့ အစွမ်းတတ္တိရဲ့ထိခိုက်မှုကကဘာမြေကြီးတောင်မှာပဲတုံ희သွားရတယ်လို့သဘာဝအကြောင်းတရားတစ်ခုပဲလို့ဒီလိုဆိုတာပေါ့။နောက်နံပါတ်5အကြောင်းတစ်ခုကတော့ဘာလို့ဆိုရင်ဘုရားအလောင်းတော်ဟာတရားဓမ္မကျင့်ကြံကြိုးကုပ်အထုတ်တယ်။အထုတ်လိုက်တဲ့အခါလောကမှာဘယ်သူမှမရဘူးတဲ့အတိညာဉ်ဒူးကြီးကိုရရှိသဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိတယ်ဘုရားဖြစ်သူရောက်ရှိတယ် ဘယ်ပုဂ္ဂိုလ်မှမရဘူးတဲ့ဟောအဲ့ဒါမှထူခြားတဲ့ဂုံတရက်အလွန်ကြီးမြင့်လာတဲ့ဒီဉာဏ်ထူးကြီးကို ရရှိတဲ့အခါမှာလည်းပဲအဲ့ဒီဉာဏ်ရဲ့အရှိန်အဝါဘလောက်ကြီးမားတဲ့ဆိုတာစဉ်းစားကြည့်ကဘာမြေကြီးဟာတုံ့ဟီးသွားပြန်တယ်အဲ့ဒီချိန်မှာဒီလိုဆိုလိုတာပေါ့ဒါသဘာဝရဲ့ထိခတ်မှုဒီလိုဆိုလို